မင်္ဂလာပါကိုခိုင်းစတာဖုတ်ဘောရှိုးအနေကျိုးသွားရယ် BBC Transfer Gossip ကဏ္ဍမှာပေါ်ပြထားတဲ့ဘောလုံးအပြောင်းရွှေ့သတင်းတွေကိုတုံးသက်ဆွေးနွေးမှုလုပ်လိုက်ရအောင်ခင်ဗျာပထမဆုံးသတင်းကတော့ Sky Sports ကပေါ်ပြထားတဲ့ Atletico Madrid နဲ့ Tottenham Hotspur ရဲ့ဆက်ဆက်သတင်းဖြစ်ပါတယ်တီကိုက Tottenham Hotspur အသင်းနောက်ခံလို့ Christian Romero ကိုခေါ်ယူဖို့စိတ်ဝင်စားနေတယ်လို့သိရပါတယ်ခင်ဗျာမဖြစ်နိုင်ဘူးလို့ပြောလို့တော့မရဘူး Christian Romero ရဲ့ အနာဂတ်အိမ်မက်တွေကစုံတစ်ခုတော့ရှိနေနိုင်တယ်။သူတရင်ရောစပါသင်းမှာနေတဲ့နဲ့အလေးရောက်တော့နေပြီးသွားပြီ။စပါသည်သူ့အတွက်ဘယ်လိုပြောမလဲ။စူပလာစင်ခေါ်ရာအတင်းကောင်းတင်းတော့မဟုတ်ဘူး။စူပလာတွေစင်ခေါ်ဖို့အတွက်ဆိုရင် တော်တင်ရောစပါထက်ပိုမြင့်တဲ့နေရာတစ်ခုကိုသူသွားကောင်းသွားပါလိမ့်မယ်။အဲ့အတွက်ကြောင့်ပဲရိုမဲရိုနဲ့ပတ်သက်တဲ့အပြောင်းအရွှေ့သတင်းတွေဒီရှေ့မှာတောက်လျှောက်ကောလာဟာလာအနေနဲ့ကျွန်တော်ကြားခဲ့ရတာပါ။ ီကိုတော့မဟုတ်ဘောနော် Real Madrid နဲ့ပေါ့ Madrid ကလည်းအစပိုင်းမှာဒီကစားသမားကိုတကယ်ကြီးစိတ်ဝင်စားကောင်းစိတ်ဝင်စားခဲ့နိုင်တယ်တိုးတော်လဲ Madrid ရဲ့အခုနောက်ပိုင်းကစားသမားပြစ်မှတ်တွေကပြောင်းလဲသွားပြီဖြစ်တဲ့အတွက်ကြောင့် Christian Romero ကိုခေါ်ယူရေးကအနေငယ်သတင်းပျောက်သွားခဲ့ပါတယ်မနေ့ကပဲ Dinusan နဲ့တောက်လျှောက်သတင်းတွေတက်လာတယ်နွေရာသီပြောင်းရွှေ့ကာလမှာ Real Madrid အသင်းက Hugo ကိုခေါ်ဖို့အဓိကစူးစမ်းမယ်ဆိုတဲ့အတွက်ကြောင့် ခရစ်ယာန်ရိုမဲရိုကိုအခုတီကိုစိတ်ဝင်စားတဲ့တဲ့င်းမျိုးကဖြစ်နိုင်တယ်လို့ပြောတာပါနောက်တစ်ပိုင်းကအတလက်တီကိုရဲ့ team ပေါ့နော်မာကုံရှိတဲ့နီးပြစိတ်သက် မာကြောတဲ့နီးပြတယောက်ကကစားပုံရောမမာကြော့ကြော့နဲ့ကစားသမားတွေကလည်းကြစ်ကြစ်လစ်လစ် fighting spirit အပြည့်နဲ့ aggressive ဖြစ်ဖြစ် team ရယ်ဆိုတဲ့ကစားသမားတွေကိုစုဖွဲ့ထားတဲ့အသင်းမျိုးဖြစ်တဲ့အတွက်ကြောင့် Romero နဲ့တိတ်ကိုလိုက်ဖက်လွန်းနေဗျဘာမှမကြည့်နဲ့ ကော်နာဂလကာကိုရောက်ခေါ်ပလိုက်တယ်ဂလကာဒီမျက်နှာပေါက်တော့အနေအေးပေမဲ့ကစားပုံအတော်ကျန်းနေသူတော့အဲ့အတွက်ကြောင့်တီကိုနဲ့အဆင်ပြေတယ်ဒီထဲမှာခရစ်ရှန်ရိုမဲရိုကတော့ပို့ပြီးတော့လိုက်တာပေါ့အာဂျင်တီးနားသားလည်းဖြစ်တယ်နီးပြနဲ့နိုင်ငံသားချင်းလည်းတူတယ်ကစားပုံလည်းကျန်းတယ်ဖိုက်တာတယောက်လည်းဖြစ်တဲ့အတွက်ကြောင့်တီကိုသာတကယ်ခေါ်ဦးမယ်ဆိုရင်လိုက်ဖက်မှုတွေအများကြီးရှိပါတယ်ရိုမဲရိုနဲ့အက်တလက်တီကိုရဲ့ရှေ့လျှောက်သတင်းတွေကိုကျွန်တော်တို့နားဆွင့်ထားလိုက်အောင်ခင်ဗျာ ကျွန်တော်နောက်ထပ်သတင်းတစ်ပုဒ်ကတော့ Icebook ကဖော်ပြထားတဲ့ Brandway နဲ့ပတ်သက်တဲ့သတင်းပဲဖြစ်ပါတယ်။ Everton အသင်းဟာ Club တင်းတော်တော်များစိတ်ဝင်စားခြင်းခံနေရတဲ့သူတို့အသင်းရဲ့ CB ကစားသမား Gerard Brandway ကိုစာချုပ်သက်တမ်းတိုးဖို့အတွက်ဆွေးနွေးမှုတွေစတင်ပြုလုပ်နေပြီလို့သိရပါတယ်ခင်ဗျ။ကျွန်တော်တယောက်တည်းအမြင်အားပြောမယ်ဆိုရင်တော့ Brandway ကအသင်းပြောင်းမှုတည်ကြတယ်လို့ရှိပါတယ်။အနာဂတ်မှာဘာဖြစ်မှန်းမသိတဲ့အသင်းတစ်သင်းမှာကစားရတဲ့ဆိုင်ကစားသမားတယောက်အတွက်အနာဂတ်ခိုင်မာမှု အားကောင်းတဲ့အသင်းကိုပြောင်းရွှေ့တာက ကသားသမားတိုင်းရဲ့ရွယ်ချက်စိတ်ကူးစိတ်တမ်းဖြစ်ပါတယ်မော်ဒန်မော်လုံးလောကမှာကသားသမားတွေကိုငွေနှောက်လိုက်တယ်လို့လည်းပြောလို့မရဘူးဗျငွေနှောက်လိုက်တာတက်အောင်မြင်မှုနှောက်လိုက်တယ်လို့ပြောရင်ပို့ပြီးတော့မှန်လိမ့်မယ်သူများအောင်မြင်နေတဲ့အချိန်မှာကိုကလည်းခြေသွမ်းခြေသာရှိရသားနဲ့တာမန်အတင်းတင်းမှာပဲအကောင်းဆုံးအချိန်တွေကုံဆုံးသွားမယ်ဆိုရင်ဒီကသားသမားအတွက်မျှတပါမလားတစ္ဆာတရားဆိုတာတစ်ခုတည်းနဲ့ကိုယ့်ရဲ့ကိုကျိုးအနစ်နာခံမှုတွေကများပြားလွန်းတဲ့အခါကျရင်မမျှတတော့တဲ့အခါကျရင်ဒါက ဒီကစားသမားကိုလည်းကျွန်တော်ဖြစ်တွေးပေးရမယ်အခြေအနေမျိုးဖြစ်ပါတယ်။ Everton တင်းရဲ့လူငယ်စီမံကိန်းကပေါ်တယ်ဆိုပေမဲ့ Brandwaite ဒီတကယ်ထွန်းတောက်ခဲ့တာ Everton မှာထွန်းတောက်ခဲ့တာမဟုတ်ပါဘူး။ PSV မှာထွန်းတောက်ခဲ့တာဖြစ်ပါတယ်။ Everton က Arsenal လိုထားပါတော့ဗျာ။ Louis Scaly တို့လို Nwaneri တို့လို၄ရာပေးပြီးသူ့ကိုမြေတောင်မြောက်ထွန်းတောက်စေခဲ့ရင်တော့တမျိုးပေါ့လေ။ PSV ကိုအငှားချရင်းနဲ့ PSV မှာ share ကြီးဖြစ်သွားခဲ့တာအဲ့ချိန်အဲ့ကာလာတွေက Brandwick ကအသင်းပြောင်းခွင့်ရှိတယ်တိုးတော်လည်းသူ Everton မှာပဲစက်နေခဲ့တယ်ပြီးခဲ့တဲ့နွေရာသီအပြောင်းရွှေ့ကာလမှာတော့လည်း Manchester United ကငင်းစရာမရှိတဲ့ပြောင်းရွှေ့ကြီးနဲ့ကမ်းလှမ်းခဲ့တယ်ဗျပေါင်55ဒန် plus အပူ program တွေဘာတွေပေါ့တိုးတော် Everton တင်းကပြက်ပြက်တက်တာညစံပယ်ချခဲ့တယ်အခုချိန်မှာ Brandwick ရဲ့စာချုပ်သဏ္ဍာန်2029မှာကုန်ဆုံးမှာအဲ့အတွက်ကြောင့်နောက်လာမယ့်ဘောလုံးရာသီရောက်တဲ့အခါကျရင် စာအုပ်တံတိတ်မလိုတော့ဘူးသူတို့တောင်းကျင်နေပြောင်းရွှေ့ကြီးတောင်းလို့မရတော့တဲ့အကွက်မျိုးဖြစ်ပါလိမ့်မယ်အခုချိန်စာချုပ်တံတန်းတို့ဘုစူးစမ်းနေပေမဲ့ကျွန်တော်ရှင်းမှာပြောခဲ့တဲ့အချက်တွေနဲ့ပြန်ပြီးတော့ချိန်ကြည့် Brandwick ကနောက်ထပ်၄၅နှစ်စာချုပ်တံတန်းပြန်တိုးပေးဖို့ဆိုတာမဖြစ်နိုင်တော့ဘူးတခုတော့ရှိတာပေါ့ဗျာစာချုပ်တိုးတယ်ဆိုတာ agent တွေနဲ့ club တင်းတာဝန်ရှိတဲ့သူတွေဆွေးနွေးညှိနှိုင်းတဲ့အတွက်ထွက်လို့လွယ်မဲ့စာချုပ်တံတန်းတိုးမှုမျိုးဆိုရင်လေတိုးကောင်းတိုးနိုင်တယ်ဥမာပြောရင်တော့ဘန်ဂျမင်ရှက်ရှ်ကိုပေါ့စာအုပ်တံတန်းတော့တိုးလိုက်တယ်မှန်တယ်ဒါပေမဲ့ rally clause ကအတင်းတိုင်းပေးချင်နိုင်တဲ့ rally clause မျိုးဖြစ်တဲ့အခါကျတော့ဒါနှုံးနှစ်ဖက်အဆင်ပြေမဲ့စာအုပ်တံတိုးမှုမျိုးဖြစ်သွားတယ်ပေါ့အဲ့တော့ကြောင့် brandway ဒီစာအုပ်တံဟိုတိုးကောင်းလဲတိုးနိုင်ပေမဲ့ club တင်းကထွက်ဖို့လွယ်ကူမဲ့စာချုပ်တံတိုးမှုမျိုးဆို evident တင်းနဲ့စာအုပ်တံတိုးနိုင်တယ်လို့ထင်တယ် ဒါပေမဲ့ကျွန်တော်ကတော့ brand တွေဒီ evidence မှာရေရှည်ဆက်ရှိနေမဲ့ကစားသမားတစ်ယောက်လို့တော့မထင်ပါဘူးခင်ဗျာဟုတ်ကဲ့ကျွန်တော်ရခုဗီဒီယိုလေးကိုကူညီပံ့ပိုးထားတဲ့ football game မှာ ibox ရှိကူ၅သုံးလုံး miss နဲ့ sport ရှိကူကိုကစားလို့ရပါပြီအရင်ကပြင်ပပေါ့ချေစွာဒီတိုင်းကစားနိုင်တယ်လို့ပန်းဝင်နေလည်းကစားလို့ရပြီအသေးသေးတော့ဘာဘာနမဲ့၆သုံးလုံး၇သုံးလုံး၅သုံးလုံးနဲ့ကိုကြောက်ကြောက်၁သုံးလုံး၃ညာ၃လုံးမှဆက်သွယ်ဆုံးသက်မိမြနိုင်ပါတယ်ခင်ဗျာကဲကျွန်တော်နောက်ထပ်သတင်းတစ်ပုဒ်ကိုဆွေးနွေးအောင်ခင်ဗျာဒီသတင်းကတော့ Yahoo Sport ကဖော်ပြထားတဲ့ Manchester United နဲ့ပတ်သက်တဲ့သတင်းပဲဖြစ်ပါတယ်အသက်၃၂နှစ်အရွယ် ယူနိုက်တက်ရဲ့ဗဟိုခံစစ်မှုဟယ်ရီမဂွိုင်းယာအိုထရာဖို့ဝါတွေထွက်ခွာသွားမယ်ဆိုရင်ဘရန်ဝိတ်ကိုအခုနွေရာသီအပြောင်းရွှေ့မှာပဲယူနိုက်တက်အသင်းကခေါ်ယူမှာဖြစ်ပါတယ်ကျွန်တော်ရှေ့ရက်တွေမှာလည်းသုံးသပ်ခဲ့ပြီးသားပါဘရန်ဝိတ်ဒီမိသည့်အသင်းနဲ့မဆိုတင်းထွက်ပါစေအောင်ယူနိုက်တက်နဲ့အလိုက်ဖက်ဆုံးကစားသမားတယောက်ဖြစ်ပါတယ်။သို့တော့ကစားသမားတယောက်ကိုတော့ယူနိုက်တက်တို့ရောင်းဖို့လိုလိမ့်မယ်။အခုဟယ်ရီမဂွိုင်းယားနဲ့တင်းထွက်ထွက်လာပြန်ပြီ။မဂွိုင်းယားကလည်းတနာဖို့တော့ကောင်းပါတယ်။အဲ ယူနိုက်တက်ကမလိုချင်တော့တဲ့ကစားသမားအတုံးမလိုတော့တဲ့ပေါ်ပြမှုတွေအမြဲတမ်းလိုလိုကျွန်တော်တို့မြင်ရတယ်အသင်းတို့ကကစားရမယ်ဆိုရင်ဟယ်ရီကပေးဆက်ပြီးကစားတဲ့ကစားသမားတယောက်ပါအဲ့အတွက်ကြောင့်မစားတော့တဲ့တန်တနစ်တိုးလိုက်တယ်ပေါ့နော်အခုချိန်မှာအသက်ရွယ်တစ်ခုကလည်းကျော်လွန်နေပြီဖြစ်တဲ့အခါကျတော့ဟယ်ရီမက်ဂွိုင်ယာကိုစာချုပ်တန်တနစ်လောက်ပဲကြံတဲ့အချိန်မှာတင်းတင်းနဲ့ဈေးတစ်ခုရရင် ရောင်းလိုက်တာမျိုးလည်းဖြစ်နိုင်တယ်သို့ပေမဲ့ကျွန်တော်မနေ့ကပြောသလိုဘရန်ဝိတ်ကအမကစားသမားဘောပလင်းရင်အဲ့လောက်ထိမရဘူး မာသီးယပ်စ်တလီကလည်းဘောပလင်းလုတ်ပေးနိုင်ပေမဲ့ဟယ်ရီမဂွိုင်းယားလောက်ဘောပလင်းကောင်းတဲ့ပလေယာတယောက်မဟုတ်ဘူးဒီလိုကြောင့်ဘရန်ဝိတ်သည်ခေါ်ယူသင့်တဲ့ယူနိုက်တက်နဲ့လိုက်ဖက်လွန်းပင်မဲ့ဘောပလင်းကောင်းတဲ့ကစားသမားတယောက်ကိုလည်းယူနိုက်တက်တို့ကြိုးစားသင့်ပါတယ်ဒါမှမဟုတ်ရင်လည်းဒလစ်ကိုပို့ကောင်းအောင် CCB တနေရာမှာတုံးပေးမယ်ဆိုရင်လည်း မာဒီယက်ဒလစ်က CCB တနေရာအတွက်အတုံးဝင်တဲ့ကစားသမားတယောက်လည်းဖြစ်ကောင်းဖြစ်သွားနိုင်ပါတယ်။ဒါမဲ့ United ရဲ့နောက်တန်းတနေရာမှာအဓိကအားကိုးရမယ့်ကစားသမားတွေကလက်ရှိ injury prone ပုံစံမျိုးတွေဖြစ်နေတဲ့အတွက်ကြောင့် Brandweight တယောက်လောက်တော့အနည်းဆုံးခေါ်ယူရဖို့ရှိနေပါတယ်ခင်ဗျ။ကျွန်တော်နောက်ဆုံးသတင်းတစ်ပုဒ်ဆွေးနွေးအောင်ဒီသတင်းကတော့ Football Insider ကဖော်ပြထားတဲ့ Arsenal တင်းနဲ့ပတ်သက်တဲ့သတင်းပဲဖြစ်ပါတယ်။ Arsenal တင်းဟာ Sorry Pro League Club တင်းနေစိတ်ဝင်စားနေတဲ့သူတို့တင်းရဲ့နောက်ခံလူ Gabriel Magalhaes ကိုစာချုပ်သက်တမ်းတိုးဖို့အတွက်စီစဉ်နေတယ်လို့သိရပါတယ်ခင်ဗျ။ မာဂါယင်းစ်ရဲ့စာချုပ်သဒ္ဒန2020ခုမှာကုန်မာဖြစ်တဲ့အတွက်ကြောင့်အချိန်အားဖြင့်သိပြီးတော့မလိုတော့ဘူး sorry pro league club တွေကလည်း brother သားတွေကိုအရန်ဆွဲဆောင်မှုရှိတဲ့အတွက်ကြောင့်ပြောလို့တော့မရဘူးပေါ့လေတိုးတော့အခုချိန်မှာ gabriel magahis ဒီ arsenal အသင်းရဲ့နောက်တဲတနေရာအတွက်အကောင်းဆုံးကစားပေးနေတဲ့ကစားသမားတစ်ယောက်ကဘာအဆင့်ခြေသွမ်းမျိုးပိုင်သွားပြီလို့ပြောလို့ရတယ်အဲ့တော့ magahis ကိုရောင်းလိုက်ရင်ပြန်လဲခေါ်ဖို့ဆိုတာဘယ်ကစားသမားကိုခေါ်ယူမလဲမေးကိုမေးစရာတွေအများကြီးရှိတယ် ကစားသမားတယောက်ထွက်သွားတဲ့အချိန်ရောင်းလိုက်တာကလွဲတယ်ဒါပေမဲ့ပြန်ခေါ်မယ်ဆိုရင်အဲကစားသမားနေရာအစားထိုးနိုင်ပါမလားဒီကစားသမားဒင်းပြည့်ချက်ပြည့်ကစားနိုင်ပါမလားဆိုတဲ့အချက်တွေပါထည့်ပြီးတော့တွက်ရပါလိမ့်မယ်ဟာတုံနဲ့သတင်းတွေထွက်နေပေမဲ့မာဂါဟစ်ကမာဂါဟစ်ပဲအဲ့တို့ကြောင့်ကျွန်တော်ကတော့အာအီးဒီဂေဘရီယယ်မာဂါဟစ်ကိုစာချုပ်တက်တန်းတိုးဖို့လှုပ်ဆောင်နေတဲ့ကိစ္စတွေကမှန်ကန်တဲ့လုပ်ရတစ်ခုဖြစ်တယ်လို့တော့ထင်တယ်ဂေဘရီယယ်ရဲ့အသက်အရွယ်ရလည်း sorry pro league ကိုတွားရောက်ကစားဖို့ထိတော့မလိုသေးဘူးအကောင်းဆုံးအသက်အရွယ်ပဲရှိသေးတယ်ဥမာအသက်30ကျော်ရင်တော့တမျိုးပေါ့ဗျာ အခု29လောက်ပဲရှိသေးတဲ့အတွက်ကြောင့်နောင်လာမယ့်၄-၅နှစ်လောက်ထိဥရောပမြေမှာပဲအာစတန်အသင်းနဲ့အတူအကောင်းဆုံးကျင်လည်ဖြတ်သန်းဖို့ရှိနေပါကြောင်းသုံးသက်ဆွေးနွေးနေတယ်ပဲဗီဒီယိုလေးဒီမှာနားကြည့်ပါရယ်ဆုံးဒီကြည့်ရှုအားပေးခဲ့တဲ့အတွက်အားလုံးကျေးဇူးတင်ပါတယ်ခင်ဗျာ